မေကန်ကြောတောင်နောက်ခံတဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အမတ်30အမတ်29အမတ်24ဆိုတဲ့တရင်သုံးခုကမြမပြည်တွင်းစစ်မှာဝင်ရောက်ဆော့ဖတ်တော့မယ် AA နဲ့ CNF ကိုစစ်လက်နက်တွေထောက်ပံ့တော့မယ် drone ပညာနဲ့ရိတ်ခါစေဝါနဲ့ တို့ဒီကစစ်ပွဲတစ်ခွဲမှာရိတ်ခါလည်းတိတ်ပြီးရေးကြည့်တယ်ဆက်သွယ်ရေးကလည်းတိတ်ပြီးရေးကြည့်တယ်ဆိုတော့ဆက်သွယ်ရေးဒီရိတ်ခါဒီစီးဝါဒီနဲ့တုံးနေပညာတွေထောက်ပံ့တော့မယ်ဆိုတဲ့တဲ့လူမှုကွေရမှာပြန်ထန်လာတယ်ဒါအပြင်မင်္ဂလာတိမှာရှိတယ်တဲ့ကော့ပစား၄စိတ်ကိုတိုးချဲ့နေပြီးတော့အဲ့ဒီ၄စိတ်ထဲမှာအာဒရုန်းအခြေလိုက်စကန်နေတိစောက်မယ်အဲ့ဒီကနေဒီစိတ်အင်းနဲ့စီအက်ကိုထောက်ပံ့ပေးမယ်ဆိုတာမျိုးတွေပြောလာတယ်အာဘယ်သူက AA နဲ့ CNF ကိုအမေရိကန်နောက်ခံဖြစ် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကကုညီမီတရင်ထွက်နေသည့်အပေါ်မပူတူမဟာသွေးအထူးတုံးသက်ချက်တင်ဆက်ပေးခြင်းပါတယ်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကဂျာခန်အနေနဲ့ရက်အက်စ်ကကြောထောင်နောက်ခံလုပ်ပြီးမြန်မာနိုင်ငံအနောက်ဘက်ပိုင်းတော်လန်ရေးတပ်ဖွဲ့တွေကိုထောက်ပံ့ပေးပြီးတွဲဝိုက်သောနီးနဲ့စစ်စင်ရေးလုပ်မယ်လို့တရင်တက်လာတယ်တွဲဝိုက်သောနီးဆိုရမှာတိုက်ခိုက်ရေးပိုင်းမဟုတ်ပဲထောက်ပံ့မှုပိုင်း logistics ပိုင်းကိုအသားပေးလုပ်မယ်လို့သိရတယ်အချို့တရင်တွေအရာအေးအေးနဲ့ချင်းအဖွဲ့ထူးသဖြင့် CNF ကိုထောက်ပံ့တာတွေလုပ်ပေးနိုင်တယ်လို့သိရတယ်။ထောက်ပံ့မှုလုပ်ပေးရမှာဘင်္ဂလားဒေ့ရှ်ကြီးတက်ရဲ့တမတ်၁၀ဆဲ၈၂၄လို့ကအတိပါဝင်ပြီးထောက်ပံ့မှုတွေလုပ်ပေးတယ်လို့သိရပါတယ်။ထို့အပြင်တိတ်မကြသေးမီကလည်းစစ်တပ်ကြောထောက်နောက်ခံဖြစ်တဲ့အာဆာခေါင်းဆောင်အပါဝင်9ဦးကိုဘင်္ဂလားဒေ့ရှ်ထောက်လန်းရေးကဆွဲစီထားပြီးခေါင်းဆောင်လဲပြောင်းတွေလုပ်ထားတယ်။ ဒါအပြင် AA အနေနဲ့ဘင်္ဂလားခိုးဝင်ရေးလုပ်သားတွေကိုပြန်လည်လွှတ်ပြောင်းမှုတွေအပြင်ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့တန်တမန်ပိုင်းခင်းချင်းပြီးခေါင်းဆောင်ပိုင်းတွေ့ဆုံမှုဟာခက်စိတ်စိတ်ဖြစ်လာတဲ့တခုရှိတာကဘင်္ဂလားဒေ့ရှ်အနေနဲ့အမေရိကန်ကြောထောက်နောက်ခံမှာယူထားပြီးစစ်ဆင်ရေးလုပ်နေတဲ့ဆိုရင်တရုတ်နဲ့လှုပ်ထားတဲ့ယင်းနှိမ့်ညံ့မှုတွေနဲ့စီးပွားရေးပိုင်းဘလို့ဖြစ်လာမလဲမသိရဘူး။မင်္ဂလာပါကျွန်မမဟုတ်တူမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်ဧပြီ20ရက်နေ့ဖြစ်ပါတယ်အမေရိကန်ကြောတောင်နောက်ခံတဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ အမှတ်30အမှတ်29အမှတ်24ဆိုတဲ့တရင်သုံးခုကမြမပြည်တွင်းစင်မှာဝင်ရောက်ဆော့ဖတ်တော့မယ် EA နဲ့ CNF ကိုစစ်လက်နက်တွေထောက်ပံ့တော့မယ် drone ပညာနေရိတ်ခါစေဝါနဲ့ တော်တော်ဒီကစစ်ပွဲတစ်ခွဲမှာရိတ်ခါလည်းတိတ်ပြီးရေးကြည့်တယ်ဆက်သွယ်ရေးကလည်းတိတ်ပြီးရေးကြည့်တယ်ဆိုတော့ဆက်သွယ်ရေးဒီရိတ်ခါလေးစေဝါတင်နဲ့ဒရုန်းနည်းပညာတွေထောက်ပံ့တော့မယ်ဆိုတဲ့တဲ့နေလူမှုကွန်ရက်မှာပြန်ထန်လာတယ်ဒါအပြင်မင်္ဂလာတိမှာရှိတဲ့ကော့ပစားလေးစိတ်ကိုတိုးချဲ့နေပြီးတော့အဲ့ဒီလေးစိတ်ထဲမှာအာဒရုန်းအခြေစိုက်စခန်းကြီးတိစောက်မယ်အဲ့ဒီကနေပြစင်အေးအေးနဲ့စီရအပေါ်ထောက်ပံ့ပေးမယ်ဆိုတာမျိုးတွေပြောလာတယ်အာဘသူကစာပြီးဖွာလာလဲဆိုတော့ဦးသိမ်းမြတ်ပေါ့နော် TM Media အသက်ကြီးသလိုအုံနောက်ကြီးနေချင်ပါတယ် အသက်ကြီးသူလို့အုံတော်မကြီးလာတဲ့ခါကျတော့ကျမတို့လိုလူငယ်တွေကတော့လှောင်ပြောင်ရတဲ့အစဉ်အထိခင်ဗျားရဲ့အတင်ညာလာနေကြတော့တာတွေ့ရတယ်ပေါ့ဆိုတော့ဒီစရိုင်းလာပါတော့ပြောတချို့လူတွေကစိတ်ပူနေကြတယ်ဟာတချို့ကျတော့လည်းဝမ်းတာနေကြတာပေါ့နော်ဟာဘုံဂျုံလေးတွေဒီစနီအားဖြင့်ဘုံဂျုံအမျိုးရုပ်တွေကဟာအခုတော့အေးအေးကိုမနိုင်ပဲနဲ့အေးအေးကိုအမေရိကန်နဲ့ကြောတာနောက်ခံတဲ့ဘင်္ဂလားဒေ့ကနေပြီးတော့အခုလူငယ်လေးပညာတွေထောက်ပံ့ပေးလို့ရှိရင်ဘယ်လိုဖြစ်တော့မယ်ညာလိုဖြစ်တော့မယ်ဆိုပြီးမစားရအောင်ကခမဲနေအားရအောင်သာဖြစ်နေကြတယ်ဒီကိစ္စပေါ်မှာဆိုရင်ရတဲ့လူတွေကလည်းဘုက္ခတုမဟာသိရေးဒီကိစ္စပေါ်မှာတခုခုသုံးသပ်ပြီးပါဆိုပြီးကျွန်မပြောကြတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မလူရင်းတူရှင်ပြောရမယ်ဆိုရင်တော့ မနေ့လာမလားဆိုနေလေရောက်မလားဆိုညနေချင်းလာမလားလို့ဖျားများနေကြမလို့သူနာနေရကိုတင်းသွားကအစကြွေးမေးလို့ရမေးဖြေးကြပါလိမ့်မယ်ကွယ်ပြူမောင်ပြန်ရောက်ချင်းကိုမောင်ပြန်ရောက်ချင်းကိုအဲ့ဒီလိုအခါခါခုံးချိုတာပါလိမ့်မယ်ရွှေကြီးမျိုးပေါ့နော်ဆိုတော့ကျမကလည်းဒီလိုမနေ့လာမလားဆိုနေလေရောက်မလားဆိုညနေချင်းရောက်မလားဆိုပြီးတော့အဲ့ဒီလိုကိုမှားတဲ့စာလေးနဲ့မျှော်ချင်သေးတယ်လို့မျှော်ချမ်းပါသေးတယ်ဘာမှတော့ပြောခဲ့တာက2020နှစ်မှာပြောခဲ့တာအတူပြီးလာတော့မယ်အမေရိကန်တန်ရုံးရှင်မှာ အာတုဘီလာပါဆိုပြီးစက်တုတ်တွေကင်ပြီးဒူးထောက်ပြီးတော့တောင်းဆိုခဲ့တယ်အတနာခံခဲ့တယ်အာတုဘီလာတော့မယ်ဆိုတော့အာတုဘီမကလုံးအာတုဘီအဖေပဲလာလာသွေးတိုးဆိုင်ရင်ခွေးမျိုးကန်းလိမ့်မယ်လို့ကျွန်မပြောခဲ့တယ်အခုအာတုဘီမလာမှန်းသိတဲ့အခါကျတော့နီးစက်ရဘိုးကူပြေးမှာတော့ဘင်္ဂလားဒေ့ရှ်တက်ကပဲမြန်မာဘီလာတိုက်တော့မယ်ဆိုတော့ဘတော့လာတိုက်မှာလဲမနေ့တိုက်မှာလဲနေ့လည်းတိုက်မှာလဲညနေတိုက်မှာလဲကျွန်မမျှော်နေပါတယ်လို့နော်ဆိုတော့အဲ့ဒီလိုမျိုးတစ်ဖက်ကအုပ်စုတွေဝါဒဖြန့်နေကျွန်မကခြိုက်လိမ့်မယ်ဆိုတော့သူတို့ဝါဒကောင်းကောင်းဖြန့်ပါသေးပုတ်ထားလိုက်ပါအဲ့ဒီလိုဝါဒများများဖြန့်ပေးတဲ့လူတွေကိုလည်းကျွန်မကကျေးဇူးတင်တယ်ဒီနောက်ဆိုရင်ကျွန်မအမျိုးတွေအနေနဲ့ကဒီအခြေအနေရဲ့ အဲအချိန်နေပေါ်မှာနားလည်ရေးစားလိမ့်မိလိမ့်မယ်လို့ထင်တယ်။တချို့သောအကြောင်းအရာတွေကထုတ်ဖော်ပြောဖို့မလိုအပ်တဲ့အတွက်ကျွန်မထင်ချန်ထားပါတယ်။အမေရိကန်အဲ့ဒီလိုရှင်နေဖြစ်လာလို့ရှိရင်အမေရိကန်ကြောထောင်းနောက်ခံဖြစ်တဲ့ AA နဲ့ CIA အကတစ်ဖက်တရုတ်ရဲ့ကြောထောင်းနောက်ခံဖြစ်တဲ့ကိုကန်နဲ့ပလောင်ကတစ်ဖက်တို့အဖွဲ့အချင်းချင်းတော့မပြေတတ်မှာ proxy ရောအာဖြစ်နေမယ်ဆိုတဲ့အတန်ဒီလေးကြားရတယ်ပေါ့နော်အဲ့ဒီမှာ BBC ကလည်းထွက်သွားတယ် TN လည်းရှိမှ TN Media ဆိုတဲ့ဥသိမ်းမြတ်အသက်တာကြီးလာတဲ့အုံနောက်ကကြီးမလာတဲ့အတွက်နော်လူပြောသူပြောများလာတဲ့အဖြစ်ပေါ့နော်ဆိုတော့ဒီနေ့မှာဥသိမ်းမြတ်တို့ကဘာပြောလာလဲဆိုတော့မြန်မာပြည်ဟာဒုတိယ Ukraine ကိုဖြစ်နိုင်ခြေရှိပါတယ်ဆိုပြီးတော့ ပြည်သူကိုတပူပေါ်နှစ်ပုံဆင်အောင်လက်ရှိမှာငလင်ဘေးကတမျိုးစစ်ဘေးကတမျိုးဒုက္ခမျိုးစုံရောက်နေတဲ့အချိန်မှာတပူပေါ်နှစ်ပုံဆင်အောင်မိလောင်ရလေးပင်တော်လည်းတွေ့ရတယ်။သူတိမ်မြက်အသက်တာကြီးလာတော့အုံနောက်ကကြီးမလောင်ထင်တယ်။မြန်မာပြည်ဟာဒုတိယယူကရိန်းလိုဖြစ်နိုင်ခြင်းရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်မမတူမဟာသေးပြောခဲ့တာလင်းငါလာလောက်ကြာခဲ့ပြီ။ဘယ်အချိန်မှစပြီးပြောခဲ့တာလဲဆိုရင်စစ်ဖြစ်တော့ယူကရိန်းမြန်မာစစ်ဖြစ်တယ်။စစ်ဖြစ်ရတဲ့အကြောင်းရင်းဒီယူကရိန်းဒီနေတို့အခွဲတွေကိုဝင်ရှင်တဲ့အတွက်စစ်ဖြစ်ရတယ်။ယူကရိန်းကသူ့ရဲ့ပြည်မအရင်မြစ်သူ့ရဲ့ ငကူမူလနိုင်ငံရေးရေးမဲ့ချက်နိုင်ငံရေးစံနာဖြစ်တဲ့နေတို့ဖွဲ့ရဝင်ခြင်းလေအဲ့ဒီကနေစဆက်ဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့စိန်ချန်ရေးဆွေးနေတဲ့အခါတကယ်စစ်ကိုလက်ခံပြီးဖြစ်သွားတယ် PJB လူသေးသွားတဲ့ယူကရိန်းကဆွေးနွေးပွဲမှာမပါလာတော့ဘူးဒါပြင်ပိုလန်နိုင်ငံကဘာပြောလဲပိုလန်နိုင်ငံရဲ့ခေါင်းဆောင်ကပြောတယ်ယူကရိန်းကိုသူတို့ပိုလန်က EU ဥရောပသမဂ္ဂထဲမှာဝင်ဖို့စိတ်ကူးတော့စိတ်တောင်မကူးနဲ့ ဥရောပတမကမှာယူကရိန်းအတွက်နေရာမရှိဘူးလို့ပိုလန်ကောင်းဆောင်ကပြောတယ်။အဲ့ဒီလိုပဲနေတို့အဖွဲ့ဝင်ဖြစ်တဲ့အင်အားကြီးနိုင်ငံတွေကလည်းထူးထူးဖြင့်တူရကီတို့ဆွီဒင်တို့ကလည်းပဲယူကရိန်းကိုနေတို့အဖွဲ့လို့လုံးဝဝန်မခံနိုင်ဘူးလို့ပြပြတတပြောတယ်။အဲ့ဒီအချိန်တွေကကျွန်မပြောခဲ့တာမြန်မာပြည်ကဒုတိယယူကရိန်းကိုဖျက်နိုင်ခြင်းရှိတယ်တတိထားပါလို့ကျွန်မပြောခဲ့တယ်။အဲ့ဒီအချိန်လုံးကဥသိမ်းမြတ်တို့ပဲခြုံထဲမှာသွားပြီးအိပ်ပျော်နေလဲဆိုတာတော့ကိုယ့်ကိုယ်ကိုပဲသိနေမယ်။ဆိုတော့နိုင်ငံရေးကိုအဲ့ဒီလိုမျိုးစိတ်ရည်ကိုကြိုးပြီးမြင်နိုင်တဲ့အရေးချင်းမရှိပဲနဲ့စိတ်ရည်ကိုတက်ရောက်ကမလုံနဲ့။တခြားခင်ဗျအာချင်းရက်ွက်ထဲမှာရက်ထဲရွာရဲမှာအပလာလို့လို့ရတယ်စိတ်ရည်မှာလာပြီးအပလာမလုံနဲ့။ เนาะသူ့ရဲ့ image ချက်ဖြစ်တဲ့ Ukraine နဲ့ Ukraine က NATO ဖွဲ့လည်းဝင်လို့မရ EU ဖွဲ့လည်းဝင်လို့မရပဲလေ Ukraine နိုင်ငံကြီးပြက်စီးသွားတာပဲဖတ်တင်ပြီးတော့ Ukraine ပြည်သူတွေလူမျိုးတွေပေးပြီးတော့မျိုးဆက်တွေလူသားအရင်းမြစ်တွေပြက်စီးသွားရတာပဲဖတ်တင်နေဘာရလိုက်တယ်လေအဲ့ဒီဥစ္စာနဲ့နှိုင်းရှင်ပြီးတော့မြန်မာပြည်မှာအခုတက်တော်များနဲ့ကွန်ဆက်ဆင်ရေးဆိုရဲ NGO တွေကိုကျွန်မမေးတယ်ဗရက်တွေကိုမေးတယ်ခင်ဗျားတို့ဘာရလိုက်တယ်လေခင်ဗျားတို့ပလောင်ချင်းရဲလေးရှိကဘာရလိုက်တယ်လေ KNU ရှိမှကြွန့်ခန့်နေတဲ့ KNU နဲ့ PDF ကိုကျွန်မမေးတယ်ခင်ဗျားတို့ဘာရလိုက်တယ်လေချင်းရှိမှ CN နဲ့ CN ရှိမှချင်းဘာသာဟုရှိမှကြွန့်ခန့်နေတဲ့ ကေအန်နူချင်းနဲ့ PDF တွေကိုကျွန်မမေးတယ်ခင်ဗျားတို့ဘာရလိုက်တလဲစစ်ကြောင်တင်စစ်ကြောင်ကြည်ပြီးတော့ကျွန်မတို့မြန်မာနိုင်ငံကြီး D state ဖြစ်သွားတာပဲဖတ်တယ်လေနောက်ဆုံးမှာမြန်မာနိုင်ငံ Free state ဖြစ်သွားတာပဲရလိုက်တယ်အကျိုးမြတ်နေတဲ့မြန်မာနိုင်ငံ D state ဖြစ်သွားတယ်မြန်မာနိုင်ငံ Free state ဖြစ်သွားတယ်မြန်မာပြည်သူလူထုတွေစင်ရဲမွေးတည်တဲ့နှုံထဲမှာနေတဲ့နေသွားတာပဲဖတ်တယ်လေဒါကြောင့်မို့ခင်ဗျားတို့ရဲ့လုပ်ရက်တွေကိုရက်တန်းကရက်ရမယ်လို့ကျွန်မသတိပေးခဲ့တယ်စစ်ရင်နိုင်ငံကြီးတုံးတက်တယ်ဆိုတော့အဲ့လိုတုံးတက်ရတယ် နော်ဆိုတော့လက်ရှိမှာဘင်္ဂလားဒေ့အကူအညီနဲ့အမေရိကန်ကျွမ်းကျင်တော့ကနေဘင်္ဂလားဒေ့စစ်တပ်ကအီဘက်ကလာပြီးထောက်ပံ့မယ်ဆိုတော့အဲ့ဒီလိုဒီအဲ့ဒီလိုမျိုးဝါဒဖြန့်နေတဲ့လူတွေကိုကျွန်မကကျေးဇူးတင်နေခင်ဗျားတို့များများဝါဒဖြန့်ပါလို့တော့ကျွန်မကတိုက်တွန်းချင်သေးတယ်အဲ့ဒီလိုဝါဒဖြန့်လေးကျွန်မတို့ကသဘောချလိုက်ပါပဲနော်ဆိုတော့ကဒီလောက်ဆိုလို့ရှိရင်တချို့အကြောင်းအရာတွေကပြောလို့ထုတ်ပြောလို့အာချိုးတင်ပြီးထုတ်ပြောလို့မရတဲ့အတွက်ကျွန်မမျိုးတွေနားလေသဘောပေါက်နေမယ်လို့ကျွန်မထင်ပါတယ်နောက်ခုကတော့ ဟာကျွန်တော်စမှုထမ်းနေပေါ့နော်စမှုထမ်းနေတော့ခိုးတဲ့ကိစ္စစမှုထမ်းတော့ခိုးမှုတတင်းနေတော်တော်များများကြာရတယ်တချို့နေရာတွေမှာဆိုလို့ရှိရင်အာတယောက်နှစ်ယောက်တန်းဖုတ်ဖက်နေအခွဲလိုက်တော့ခိုးမှုတွေကြာရတယ်ကျမတို့ဘက်ကတော့တော့ခိုးတယ်ပေါ့ခိုးမရကောက်ကောက်ပြောရဲဆိုရင်တော့တို့ရှိမှလက်နဲ့ချပြီးအလင်းဝင်နေဆိုတာမျိုးလေးပေါ့နော်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဟာလူတို့ကြားထဲမှာပြန့်နှံ့မှုတွေတိုးဆုံမှုတွေများတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ကျမကအခြေအနေမှန်ကိုပြောမယ်ကျမကအရှိကိုရှိတာအမှန်ကိုအမှန်တိုင်းပြောမယ်ခင်ဗျားတို့ကအရှိကိုရှိတာအမှန်ကိုအမှန်တိုင်းလက်ခံရတဲ့တက်တည်ရှိမှဒီဗီဒီယိုခါရောဆုံးအောင်လိုက်ကြည့်ပါဆုံးအောင်နားထောင်ပါစက်မူထန်းနေ ။ဆိုကြတော့မိမိဆန္ဒရစစ်မှုထမ်းတာရှိရတချို့ကကြောက်လို့စစ်မှုထမ်းတာရှိရတချို့ကတော့ဘုမတိဘာမတိပဲနဲ့ပေါ်တာဆွဲခံရလို့စစ်ထဲရောက်ပြီးစစ်မှုထမ်းရတဲ့လူတွေရှိရ။ဒါကြောင့်မလို့လူအမျိုးမျိုးစိတ်အထွေထွေခံယူချက်မျိုးစုံရှိတဲ့အတွက်တကယ်တမ်းတာဝန်ထမ်းဆောင်တဲ့အခါမှာတပုံထမ်းမှာတော့ကိုသွားတဲ့လူတွေရှိတယ်။အဲ့ဒီတရင်လေးကိုပဲတစ်ဖက်ကပြည်ဖက်မိတာတွေနဲ့တစ်ဖက်ကလော်ဘီတွေပရိုပါကန်ဒါတွေကအုံနဲ့ချင်းနဲ့ဝါရဖက်ကြတယ်ခနာမှာတော့စစ်မှုထမ်းဗန်နေအောင်သူတို့ရှိမှအလင်းဝင်ပါတယ်ဘယ်မှာတော့စစ်မှုထမ်းဗန်နေအောင်အလင်းဝင်ပါတယ်သူတို့ဒါကိုဝါရဖက်ကြတယ်ဒါပေမဲ့ကျွန်မပြောမယ်အလုံးစုံအများဆုံးရှိရင် သူတို့ပြောတဲ့သူတို့ပြည်သူတော်လိုင်းရေးတပ်ဖွဲ့ကြီးမှာပြည်သူရေဝဲထားမှာခိုးလုံပြီးတော့အလင်းဝင်သွားပါတယ်ဆိုတဲ့စစ်မှုထမ်းကအများဆုံးရှင်လူ900ခင်ဗျားတို့ကအာနာပါနာနဲ့ကျမကနှစ်ဆတိုးပြလိုက်မယ်လူတစ်ထောင်လူတစ်ထောင်လုံးဝမရှိဘူးနော်ခင်ဗျားတို့ကအာနာပါနာနဲ့ဖားလေးငားလေးတွေပြောပါစီအယုံစိတ်ချမ်းသာရင်တိုင်းပြည်တော့ဝဲအေးချမ်းတယ်ဆိုတဲ့သဘောတရားနဲ့လူဦးရေကိုတိုးပြလိုက်တာအများဆုံးလက်နက်ချပြီးတော့ကူသွားတယ်စစ်မှုထမ်းကအများဆုံးရှင်လူတစ်ထောင်ပဲရှိတယ်ဒါဆိုရင်လည်းမှာပြည်သူစစ်မှုထမ်းကအပတ်စဉ်၁၂ထိခေါ်နေပြီ၁၂ခေါ်နေပြီဖြစ်တဲ့အတွက်စစ်တပ်ကတင်းတန်းတက်နေစေရှိတယ်ဆိုတော့အပတ်စဉ်၁၀ထိ စစ်အင်အားလုံလောက်စွာစူးစောင်းပြီးသွားပြီဖြစ်တယ်။တပတ်စင်မှာလူ9000နဲ့အပတ်စင်10ဆိုတော့အစုမူထန်တက်သားတဲ့လူ9000ရှိ။အဲ့ဒီ9000နဲ့က1000လောက်တောက်ခုသွားတာကိုခမရတို့ကဘဝချင်းထင်နေကြတယ်။ဘယ်နာမှာတောက်ခုလာပြန်ပြီဘယ်နာမှာကျွန်တော်တို့ရှိဖို့အလင်းဝင်လာပြန်ပြီဆိုပြီးခမရတို့ကိုထောက်ခံတယ်နေပေါ်နေပေးတယ်ခမရတို့မျောလင့်ချက်အမားတွေတရင်အမားတွေပေးနေတယ်ခမရတို့နားတွေကိုအစိတ်ခက်နေတယ်။အဲ့ဒီမျောလင့်ချက်အမားတွေကြောင့်ပဲခမရတို့သေခြင်းသွုံးနဲ့သေလာရတယ်။ နော်ဆိုတော့ကျမတို့ဘက်ကအာတက်မတော့ကတဲ့လူတွေတက်မတော့ချက်တဲ့လူတွေနိုင်ငံချက်တဲ့လူတွေအနေနဲ့ကလည်းဒီပုံမှာခင်ဗျားတို့စိတ်ဆိုးရင်ပို့မလို့စိတ်ပို့ဘူးမလို့စက်မှုထန်တက်တာတက်ကအနည်းဆုံးအင်အား9000ရှိတယ်အဲ့ဒီ9000မှာလက်ရှိမှာတပုံထန်ပေါင်းကိုပြောင်းသွားတယ်မြို့ညက်ကလူတစ်ထောင်မပြည့်ဘာတွေခင်ဗျားတို့ဘာတွေချိန်ပွဲဝင်နေနေကြတာလဲဒီလောက်ဆိုရင်နောက်နောက်ပြည့်ဖက်မိသားစုတွေမှာနော်ပြည့်ဖက်အုပ်စုတွေကဘုံကျုံမျိုးညင်းတွေပါဇက်ကနေပြီးတော့ကျွန်တော်တို့ရှိခိုးစစ်မှုထက်တသားတဲ့တွေအလင်းဝင်လာပါတယ်ဆိုတဲ့တဲ့နဲ့ပတ်သက်ရင်ခင်ဗျားတို့မတုံ့လှုပ်ပါနဲ့လို့ကျွန်မကျော်တဲ့တတိပေးပါတယ်။နောက်ကော အရက်သားတွေကိုပြစ်မှတ်ထားလာတဲ့အောင်စီရဆစ်ချောင်းစစ်တဲ့အောင်စီရဆစ်ချောင်းကအရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေချောင်းကနေတိုက်ခတ်နေတဲ့ပုံချဲတိုက်ခတ်နေပါတယ်။ခရင်ပြည်နဲ့အနှံ့ပြားမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်ဆိုပြီး KNU ကစာထုတ်တယ်။ KNU ကစာထုတ်တယ်။ဆိုတော့ခင်ဗျားတို့ KNU ကိုယ်တိုင်ကပြောခဲ့တာခင်ဗျားတို့ KNU ကအားပေးနေတဲ့ lobby ရဲ့ဗဇက်ကပြောခဲ့တာအောင်စီရဆစ်ချောင်းကိုခင်ဗျားတို့ချိန်မုံလိုက်ပြီးဖြစ်တယ်။အောင်စီရဆစ်ချောင်းကိုခင်ဗျားတို့2023နဲ့ကချိန်မုံလိုက်လို့ဆစ်ချောင်းတစ်ခုလုံးအတုံးအယုံနဲ့တည်သွားပြီ။အခုလည်းပဲခင်ဗျားတို့လုံးခဲ့တဲ့တပတ်လောက်က ERP တည်င်းဌာနမှာ င်ရင်ကြဖက်ကောင်ကပြောခဲ့အောင်စရာစစ်ကြောင်ကအချက်မရှိတော့ပါဘူးတိတ်ကောင်မရှိတော့ဘူးအောင်စရာစစ်ကြောင်ကြီးကိုကျွန်တော်တို့ KNU ကကျွန်တော်တို့ကင်ရင်တက်မတော်သားတွေကချေမုန်းနိုင်ခဲ့ပါတယ်လို့ပြောတယ်အခုတပတ်တာမပြည့်သေးဘူးအောင်စရာစစ်ကြောင်ကကင်ရင်ပြည်နယ်မှာတိုက်ပွဲတွေဖော်ဆောင်ပြီးတော့အရက်သားတွေကိုပြစ်မှတ်ထားနေတယ်လို့ခဏလို့ပြောတယ်တခါချင်းမိနယ်ဘက်မှာဆိုလို့ရှိရင်လေချင်းတော်လိုင်းတက်ခွေတွေတိမ့်ပိုက်ထားတဲ့စက်ကောင်စီကင်းစင်သွားတဲ့ချင်းမိနယ်တောင်ပိုင်းကိုစစ်တပ်ကအရက်သားတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေပါတယ်လို့ခင်ဗျားတို့ပြောတယ်။တကယ်တဲ့အရက်သားတွေကိုပြစ်မှတ်ထားခန့်ပြစ်မှတ်ထားပြီးတိုက်ချင်ရင်လေးရင်စီအကုန်ခံပြီးကင်းပြည်နယ်ကိုဘာကြောင့်သွားမှာလဲ လေးရဲ့စီကုန်ခံပြီးချင်းပြည်နယ်ကိုဘာကြောင့်သွားမှာလဲရန်ကုန်မြို့ထဲမှာတင်ကရင်နေချင်းနေရခိုင်နေအများကြီးရှိတယ်အဲ့နာမှာဘုံတလုံးတော့သွားချဲလို့ရတယ်ခဏတို့ကိုရိုးရိုးရှင်းရှင်းလူလူနားလဲအောင်ရှင်းပြတာတတင်းစာမှာဆိုလို့ရှိရင်လည်းပဲအေဘူးဘင်္ဂလားဒေ့ကထောက်ပံ့တော့မှာအမေရိကန်ကထောက်ပံ့တော့မယ်ဒါအေကရခိုင်ပြည်နယ်အပြင်မော်တင်ဆိုးကိုတော့တင်းတော့မယ်အမေမော်တင်ဆိုးကိုတင်းတော့မယ်ဆိုလို့အေအေတတင်းဒီနားထောင်ကြည့်တော့ရော်ရီတိုက်လေးမျက်နှာမျိုးကိုစစ်တပ်ကပိုးချင်းနေပါတယ်ခင်ဗျားတို့ငိုကြတယ်ညောင်ကျိုးစကန်ကိုအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပါရင်ဒါကြောင့်မလို့ကပ္ပစာခွန်ကပ္ပစာ6တော့ကြော်စာပြီးလဲမနေဆက်ရုံလို့ ကျမတို့ဘာသာဟုတ်ချက်ပင်စင်တဲမှာဆိုလို့ရှင်စင်တဲလို့ကြောက်ခုလို့ကပါချာဆက်ယုံနေကိုမချခဲ့မှာအီကြီးကတိမ့်ပါတော့မယ်ခင်ဗျားတို့ဝါဒပြန်ခဲ့တာ၃လတောင်ကြာခဲ့တယ်ဒီလိုပဲမကွေးတိုင်းနဲ့ဖဲမျိုးနဲ့ကိုအေးအေးနဲ့တော်လိုက်တစ်ဖက်တွေကတိုက်ခိုက်သိမ်းပါလိုက်ပါတယ်လို့ပြောတယ်ဒါဆိုလို့ရှင်ခင်ဗျားတို့ပြောတယ်လို့တက်မလို့ကအမှန်တကယ်သားရက်သားကိုပြင်မဲ့ထားတိုက်ခိုက်မယ်ဆိုရင်အေးအေးတိမ့်ထားတယ်ဆိုရင်ရခိုင်တပြည်နယ်လုံးပုံကျဲလို့မိတောင်ပြကြပြီပြလေးဆွာသွားခဲ့တာတော်တော်ကြာခဲ့မယ်ခုလောက်ဆိုရင်ရခိုင်တပြည်နယ်လုံးပြကြလို့ရခိုင်နဲ့လူမျိုးတုံးတွေတေချေတို့နဲ့တေးရတဲ့အဖြစ်ကိုရောက်သွားလိမ့်မယ်နော်ဒါတော့မှတက်မလို့ကနေပြီးတော့ တမတော်ကနေပြီးတော့ထိထိသိသိနဲ့စစ်ဖက်အရက်ဖက်စီရင်ပြမဲ့နဲ့အရက်သားပြမဲ့ကိုခွဲခွဲခြားခြားခွဲခြားပြီးတော့ချိန်မုံးလေးရှိတယ်။ဒါကြောင့်မလို့မနေ့ကဆိုလို့ရှိရင်မနေ့ကဧပြီ16ရက်နေ့ရခိုင်ပြည်တောက်တော်မြို့နယ်မှာရှိတဲ့အေးအေးရဲ့ဘာပါလဲအေးထဖို့နေနဲ့အေးလက်နဲ့ဆက်ရုံအေးကိုရိတ်ခါနဲ့ဆေးဝါးတွေထောက်ပံ့ပေးနေတဲ့နေရာကိုတမတော်ကလေးချောင်းပုံကျဲရှင်းလင်းခဲ့။ခဏလို့ပြောသူလို့ဒါအမှန်တကယ်စစ်တပ်ကအရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေမယ်ဆိုရင်အဲ့ဒီလိုမျိုးအရက်ဖက်ပြစ်မှတ်နေစီရင်ပြမဲ့ကိုမခွဲခြားဘဲနဲ့ကြောက်တော်မျိုးကိုမကြာခဏသတိရတိုင်းသွားပြီးပုံကျဲနေမှာပေါ့။ ရခိုင်ပြည်နယ်မှာအေးအေးတင့်ထားပါတယ်ရခိုင်တပြည်နယ်လုံးကိုအေးအေးတင့်ထားပါတယ်ဆိုရင်အဲ့ဒီကအရက်သားပြတ်မှတ်တဲ့ကိုမိလောင်ပြချပြီးခဲ့တာတော်တော်ကြာခဲ့ပြီပေါ့နော်ဆိုတော့ဆိုတော့နောက်ကျိုးကိုတိတ်ပြီလို့ဝါရဖြန်တာမအောင်မြင်ဘူးနောက်ကျိုးကိုတိတ်ပြီလို့အောင်ပွဲခံပြီးလေကြည့်ပြီးတော့မြေပြင်မှာတကယ်တည်သွားတယ်နော်ဧရာဝတီတိုင်းချောင်းတာကိုအီကတိတ်လို့မေးဧရာဝတီတိုင်းကပတ်သိမ်မော်တင်ဆုံးကိုအီကတိတ်လို့မေးဆိုပြီးဝါဒတွေဖြစ်နေတကယ်တမ်းမှာခွေးတီဝက်တီတီးသွားတဲ့အခါကျတော့လေးမျက်နှာမျိုးကိုစစ်တက်ကပုန်းချက်ပါတယ် တောက်တုံမျိုးကိုစစ်တပ်ကတိုက်ပွဲမရှိဘဲနဲ့ဘုံချက်ပါတယ်စစ်တပ်ကရက်သားပြင့်မှတ်ရက်သားတွေကိုပြင့်မှတ်ထားပြီးတိုက်ခိုက်ပါတယ်ဆိုတဲ့ခင်ဗျားတို့ကလင်ကချင်းလမ်းစဉ်တွေကိုတုံးခိုက်ကြတယ်ဆိုတော့ခင်ဗျားတို့ရဲ့တပြားဟောင်းကြီးတွေကယိုးနေပြီဖြစ်တဲ့အတွက်နောက်25လည်းရောက်နေပြီเนาะနောက်20တက်တက်ကခင်ဗျားတို့ပြောခဲ့တဲ့ရက်သားရက်သားပြည်သူပြည်သူเนาะတပြားဟောင်းကြီးကယိုးနေပြီဖြစ်တဲ့အတွက်နီးလန်းတိလီပါလေးဆက်လာတဲ့ねနော်ဆိုတော့ကျမအစောကပြောခဲ့သလိုပဲဘင်္ဂလားဒေ့ရဲ့အီအာအမေရိကန်ကကြိုးတော်နောက်ခံနဲ့အီကိုထောက်ပံ့ပေးမယ်ဆိုတဲ့သတင်းကြီးကြားလေကျမတို့က ပျော်လေးဝမ်းသာလေးပဲအဲ့လိုသတင်းတွေကြားလေးအေးရဲ့နောက်တန်းနေဖြစ်တဲ့ကြောက်တော့နေအေးရဲ့နောက်ခံတက်တွေကိုကျမတို့ကဘုံကျဲချိန်မောင်းတိုက်ခိုက်လို့ကောင်းလေးပဲနော်အဲ့ဒီလိုပဲအောင်စရာစစ်ချောင်းဆိုရင်အောင်စရာစစ်ချောင်းကို KNU ကတိုက်ခိုက်သိမ်းလိုက်ပြီးလို့ချိန်မောင်းလိုက်ပြီးလို့ခင်ဗျားတို့ကပြောလေကျမတို့ကကြိုက်လေပဲအဲ့ဒီလိုပြောလေအာအောင်စရာစစ်ချောင်းကိုချိန်မောင်းလိုက်ပြီးလို့ပြောလေတာလဘောင်းရင်တွေးလေပဲအခုဆို KNU ကိုယ်တိုင်ကအတန်ထွက်လာတယ်စစ်တပ်ရဲ့အောင်စရာစစ်ချောင်းကပြည်တွင်းစစ်မှာတုံးလို့မရတဲ့အတွဲလိုက်မီဆိုင်းတုံးနေတုံးပြီးခင်ပြည်နယ်တပြည်နယ်လုံးမှာတိုက်ပွဲတွေဖော်ဆောင်နေပါတယ်ဆိုပြီးတော့ဟိုးပြနေကြတယ် เนาะဆိုတော့ခင်ဗျားတို့ကအောင်ကြီးအချောင်းကိုလှင်းလင်းလိုက်ပြီးလို့ပြောလေကျွန်တော်တို့ကကြိုက်လေခင်ဗျားတို့ကအေးအေးကညောင်ချိုးကိုတိတ်ပါပြီလို့အေးအေးကပသိမ်မော်တင်ဆုံးကိုတိတ်တော့မယ်အေးအေးဘက်ကနေပြီးတော့ဘင်္ဂလားဒေ့နဲ့အမေရိကန်ကကူပြီးတိုက်ပါတော့မယ်လို့ဝါဒဖြန့်လေကျွန်တော်တို့ကကြိုက်လေပဲခင်ဗျားတို့ကလေထဲကအော်ရီတက်မလို့သားတွေကမြေပြင်မှာတကယ်စော်တယ်ဆိုတော့စစ်တိုက်တယ်ဆိုတာကမြေပြင်မှာပဲလေထဲမှာပဲတိုက်လို့မရဘူးမြေပြင်မှာတိုက်ရတယ်တကယ်တမ်းကျတော့အပြောနဲ့မဟုတ်ပဲနဲ့အလုံးနဲ့သက်သေပြနေတာတက်မလို့သားတွေဒါဖြစ်တယ်